Futa Trailer YouTube channel မှာကြည့်ဆိုပါရယ်ဒီနေ့မှာတော့ငွေကုန်ကြီးကြနေနေနဲ့စပင်ကျမ်းမာကြီးအတက်အမခန့်အကျူးပြူလိုက်တဲ့တဘာဝအသည်တမျိုးအကြောင်းကိုတင်ဆက်ပြီးသွားမှာပါအဲ့ဒါကတော့စီးပြူသီးအမလာပဲဖြစ်ပါရယ်စပင်ပြူလို့စိတ်ညစ်နေရသူတွေစပင်ကျွတ်လို့စိတ်ပူနေရသူတွေအတွက်ဒီဗီဒီယိုကနေလက်တွေ့အသုံးဝင်မဲ့အနည်းလမ်းတွေကို အသေးစိတ်သိရှိရမှာဖြစ်လို့စပြီးမကြည့်ခင် subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုပါနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်နော် see view သီးရဲ့အမခန်းအစွမ်း see view သီးကိုရှေးရခင်အာယူဝေဒဆေးပညာအာရဝေဒကတက်ကစပင်းအာဖီဈေးပရင်လို့သတ်မှတ်ထားတာပါဘာလို့လဲဆိုတော့စပင်း few ချင်းကိုကာကွယ်ခြင်း repigmentation see view သီးမှာဗီတာမင် C အလွန်အမင်းကျွေးဝတ်စွာပါဝင်ပါတယ် ဒီဗီတာမင် C နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေကစပင်းအယောင်ကိုပေးတဲ့ melanin ဓာတ်ထုတ်လုပ်မှုကိုအားပေးမြင့်တင်ပေးပါတယ်။ဒါကြောင့်ငွေရစင်မှာစပင်းဖြူလာတာကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။စပင်းကြွချင်းကိုရတန့်စေခြင်း Hair fall control CBD မှာပါတဲ့အာဟာရဓာတ်တွေဟာစပင်းမွေးငင်းပေါက် hair follicles တွေကိုအားဖြည့်ပေးပြီးဥယျာဉ်ပြားရှိသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ စပင်အမြစ်တည်တန်မာလာတဲ့အတစပင်ကျွတ်နှုံးကိုတိတိတသာ ရော့တာစေမှာပါစပင်တန်ဆွမ်းရှည်ကြစေခြင်း thickening and growth စီးပြူတီးကိုပုံမှန်သုံးစွဲရင်စပင်သားကိုပုံမောထူထဲလာစေပြီးစပင်ရှည်နှုံးကိုပါအားပေးပါတယ်စပင်သားချုပ်တွေ့တာစပင်နှစ်ခွာထစ်တာတွေကိုလည်းသက်သာစေပါတယ်စီးပြူတီးသုံးစွဲရမည့်လက်တွေ့နီလန်များ ကျွန်တော်တို့ရပြိသက်တွေအလွယ်တကူလိုက်လုံနိုင်မယ်ထီးရောက်တဲ့နီလန်နှမျိုးကို တင်ဆက်ပေးပါမယ်စပိန်ဖြူချင်းတဲ့အစွမ်းထက်ဇီဖြူဒီစီ MLA oil ပေါ်ဝေပရစီမြအောက်စီဒင်းရ50 ml တို့မဟုတ်မိမိလိုဟတ်တလောက်မယ်ဇီဖြူဒီအမုံ MLA ပေါင်းတာတို့မဟုတ်ဇီဖြူဒီ6စားပွဲတင်းစွန်းနစွမ်းကန်တို့မဟုတ်ဇီဖြူဒီ6တစ်စလုံးကန်ပါဝင်ပါမယ် ကရဝီရဲ့ချောင်းကယ်ရီလစ်အနှဲငယ်စပင်းကိုပုံမနှံ့မှောင်စီရန်ထည့်သွင်းရပါမယ်။ပြုလုပ်နည်းကိုပြောပြပါမယ်။ခွက်တစ်ခုတည်းတွင် အုံစီနှင့်စီးဖြူသည်အမှုကိုရောမွေပါ။စီးဖြူသည်6ကို3လင်းအုံစီနှင့်ရောထည့်ပါ။မီးပေါ်ပေါ်တွင်မီးအေးအေးနဲ့9မိနစ်မှ10မိနစ်ခန့်စူပွားအောင်တည်ပေးရပါမယ်။စီးဖြူသည်ရဲ့အနှစ်တွင်စီတဲ့စိတ်ဝင်ဖို့တော့ဖြစ်ပါတယ်။စီမလောင်အောင်မကြာခဏမှွေပေးရပါမယ်။ စီအောင်နဲ့မောင်းလာပြီဆိုရင်မိဖို့ဘောကချာရီအေးခံလိုက်ပါနော်စီအေးသွားပြီဆိုရင်တန်စင်တော့ပိတ်ဆက်ဖြင့်စစ်ထုတ်ပြီးလေးလုံးတော့ပလဲနဲ့ထဲသိမ်းပါကရဝေးရက်ထဲလေးလေးအတူတူစစ်ထုတ်ပါပဲသုံးဆွဲနီကတော့တပတ်ကို2ချိန်မှ3ချိန်ခန့်စပေးမချောမီနိုင်ဝဲသူမဟုတ်ညအိယာဝင်ကနီးမှာဥယေပြားကိုဒီစီဖြူဒီစီနဲ့9မိနစ်ခန့်တုပ်လင်းပြီးနှိမ့်နယ်ပြီးပါပုံမှန်အသုံးပြုပေးခြင်းဖြင့်စပင်ချူနှုံရော့ချလာခီး စပင်သားပုံမူတော့ပါလာလာကိုတွေ့ရပါလိမ့်မယ်။တတိပြုရန်ညင်အဓိကအချက်များကဲဗီဒီယိုရဲ့နောက်ဆုံးအပိုင်းကိုရောက်ပါပြီ။ဒီတဘာဟောနီလန်းတွေဟာဓာတုဗေဒဆီတွေလိုချက်ချင်းကြီးအချိုးတက်အောင်မှာတော့မဟုတ်ပါဘူး။ဒါပေမဲ့စိတ်ရှည်ဖို့နဲ့အကောင်းဆုံးရလတ်ကိုရဖို့အတွက်အနည်းဆုံး1လမှ3လပူမှန်ဆက်တိုက်လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်နော်။ပင်ပကလိမ့်တာအပြင်စီးဖြူသီးကိုအတိလိုက်ဖြစ်စေ ဖြောင်းရေးဖြစ်စေနေ့စဉ်စားသုံးပေးခြင်းကလည်းသပြင်းကျန်းမာရေးကိုအသွင်ပိုင်းကနေအပြည့်ပေးနိုင်ပါလေစီးဖြူသည့်အမုံအချို့ဟာအဝူအသေးနဲ့အရေပြားကိုခတ်တာအယောင်ဆွန့်စင်နိုင်တာမို့တတိထားဖြစ်အသုံးပြုပါလို့လည်းအကြံပြုပါရနော်ဒီဗီဒီယိုလေးကနေစီးဖြူသည့်ရဲ့အသုံးဝင်ပုံကိုဘုဒ္ဓရရနေလို့မျှော်လင့်ပါတယ်သုတထွေလာမှာပရိသတ်တွေအားလုံးနတ်မောင်ဆန်ဆွဲနဲ့စံကေပါမို့ပိုင်ဆိုင်နိုင်ကြပါသည်လို့ဆုတောင်းပေးပါတယ် ဗီဒီယိုကိုကြိုက်နေတဲ့တည်းဆိုရင် like share နဲ့ comment ပေးခဲ့ဖို့မမေ့ပါနဲ့နော် နောက်ထပ်ဘူးတုဒရစီရအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ goodbye ပါ